မင်္ဂလာပါရှင်တရဘဝတထားမွန် channel ကြိုဆိုပါရရှင်ဒီနေ့မှာပေါ့နော်သူကဘာပြောချင်လဲပေါ့နော်အဲသူပြောချင်တဲ့စကားလုံးလေး message တွေကိုဖတ်ပေးမယ်နော်အဲ့တော့ဒီနေ့လူတွေလေးက quality တွေနေဖြစ်ပါတယ်အဲ့တော့ကိုတီးချင်တဲ့သုံးချက်ကိုစိတ်ထဲမှာအအောင်ပြုထားလို့ရတယ်သူကဘာပြောချင်နေလဲပေါ့နော်သူဘက်ကပြောချင်တဲ့ message တွေကိုဖတ်ပေးမယ်နော်အဲ့တော့ဒီနေ့လူတွေ channel တွေနဲ့ quality တွေနေဖြစ်ပါတယ်အဲ့တော့အလုံးနဲ့ reason နဲ့ဖြစ်ချင်မှဖြစ်မယ်အဲ့တော့ဒီ item ကိုစိတ်ကြည်မထားဖို့လည်းပြောချင်ပါတယ်အဲ့တော့ဒီမှာဒါနဲ့အရင်ကြည့်ပေးမယ်နော်အဲ့ဒီနေ့ကျွန်မ oracle card ပဲသုံးမယ်နော် oracle card ကိုတဲတော့မသုံးတော့ဘူး oracle card နှစ်မျိုးသုံး းပြီးတော့မှကျွန်မကြည့်ပေးမယ်အဲ့တော့တစ်ဖက်သူအတွက်ဘာတွေပြောချင်လဲပေါ့နော်ကျွန်မကြည့်ပေးမယ်ဘာသူကိုဘာပြောချင်လဲပေါ့ I left one I saw what you send one တဲ့အော်ဒီမှာကလေငါမင်းကိုတဲ့ထားခဲ့တာတဲ့ငါမင်းကိုတခြားတစုံတစ်ယောက်နဲ့တွေ့သွားတယ်ဆိုတဲ့အနေထားပြောထားတယ်ဆိုတော့လေတခုတူကတင်းတဲ့အချာမှာလေ အဲအထင်လွဲမှုတွေရှိလားမသိဘူးเนาะအဲသူအထင်လွဲပြီးတော့မှတင်တဲ့သူနဲ့ချာမှာအဆက်သက်ပြတ်သားရတာမျိုးပေါ့เนาะဒါမှမဟုတ်စကားများတာမျိုးအထင်မြင်လွဲပြီးတော့မှဆွဆွဲပြောဆိုမှုတွေနှက်သားကြအဆင်ပြေဖြစ်ပြီးအဆင်ပြေဖြစ်စကားတွေများရနေပြီးတော့မှမြောက်သားဝေးကွာခဲ့တာမျိုးဆိုတော့တစ်ဖက်သူကတေချာတာဒီအနေထားတွေ့ပြီးတော့မှအဲအထင်လွဲပြီးတော့မှတင်ုံထားခဲ့တာမျိုးပေါ့သူသူထွက်ခွာထားတာမျိုးတင်ထားတယ်သူပြင်းထားတယ်သူထွက်ခွာထားတာမျိုးဆိုအနေထားတွေ့နေရတယ်เนาะတစ်ဖက်သူကလေအဲ့တော့ ဦးကတင်တတ်ကြမှာအထင်လွဲမှုလေးညှော်သားကြမှာရှိလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမိသားနဲ့သူဖတ်သွားတာတဲ့ you don't know တဲ့ how hard it was to let you go တဲ့အဲ့တော့မင်းမသိပါဘူးပေါ့နော်ငါဒီမင်းကိုလက်ကိုလုပ်ဖို့အတွက်ပေါ့နော်အရန်ခက်ခက်ခဲခံစားခဲ့ရတယ်ဆိုအနေထားမျိုးပေါ့နော်ခက်ခဲခက်ခဲခဲ့တယ်ပေါ့နော်ဒီလိုမျိုးထွက်ခွာကိုယ်ဘေးနားပြီပေါ့နော်ကိုယ်ကလက်တက်နေဘေးနားသူထွက်ခွာထားရတယ်ထွက်ခွာထားတဲ့အနေထားမှာဆိုရင်သူ့ဘက်က ထွက်ခွာရဲဆိုတဲ့အနေအထားဖြစ်ပေမဲ့သူ့ဘက်ကတော့ဒီလိုထွက်ခွာဖို့အတွက်ခက်ခက်ခဲနဲ့သူ့သူ့ဟိုခက်ခဲဆိုတာဆုံးဖြတ်ပြီးတော့မှသူလက်ကိုလောက်လောက်ရတယ်ဆိုတဲ့အနေအထားမျိုးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ဘာပြောချင်သေးလဲကြည့်မယ်အဲ့တော့ဖက်သူက quality လေးဘာလို့ပြောချင်လဲကျွန်မကြည့်မယ် I know exactly I what I was doing ပေါ့နော်အခုတော့ငါဘာတွေလုပ်ရမလဲဆိုတော့ငါတိနေတယ်ဆိုတော့လက်ရှိမှာသူအလုပ်တွေစူးစမ်းရလဲဖြစ်ကောင်းဖြစ်နေမယ်နော်လက်ရှိမှာသူတို့အလုပ်တွေစူးစမ်းနေတယ်သူငွေစုနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နေမယ်သူလုံးဝမဲ့အလုပ်ွက်အတွက်ကိုသူဘာလုပ်ရမလဲဆိုတော့သူတိနေတယ်အဲ့တော့ကျွန်မကသူ့ကိုဘာပြောချင်လဲသိချင်ပါလေ collective လေးကြီးအဲ့တော့ဘာတွေပြောချင်သေးလဲကျွန်မထပ်ကြည့်မယ်အဲ့တော့ you were the best in my life တဲ့အဲ့တော့ဒီမှာကမင်းကငါ့ဘဝအတွက်အကောင်းဆုံးအရာလေးပေါ့နော်အဲ့တော့ ဒီမှာတော့သူကကို့ပေါ်တော့တန်မိုးထားတော့မယ်ပေါ့နော်တန်မိုးထားတယ်အထင်မြင်လွဲမှားမှုညာတာချက်မှာရှိရှိရဲ့အနေထားမှာဆိုသူအဲဘယ်လိုမျိုးလဲရှိပေမဲ့လည်းသူစိတ်ထဲမှာကိုရှိနေသေးရပါဘောနော်ကိုရှိနေတော့ဆိုအနေထားမျိုးတွေ့ရတယ်အဲ့ကျွန်မထက်ကြည့်ဦးမယ်နော်အဲ့တော့ quality လေးတစ်ဖက်သူကဘာတွေပြောချင်လဲပေါ့နော်ကြည့်ဦးမယ် I'm not available တဲ့အဲ့တော့ I'm not available ဆိုလက်ရှိအနေထားမှာသူကိုရှိမလာနိုင်သေးဘူးပေါ့နော် ဆက်သွယ်မှုတွေမပြုံနိုင်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲသူတစ်ဖက်မှာအလုပ်တွေရှုံနေရမျိုးအလုပ်တွေလုပ်နေရမျိုးအဲတခုခုသူလုံးရှုံနေရမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ် I'm not very well ဆိုတော့ကိုယ်နဲ့တွေ့ဆုံမှုတွေဆက်သွယ်လုပ်မှုတွေလက်ရှိလုပ်မှာမဟုတ်သေးဘူးဒါပေမဲ့သူဆက်သွယ်ခြင်းနဲ့နေထားတော့ဒီမှာမြင်ရတော့လေကိုယ့်ပေါ်ကိုယ်နဲ့ပတ်သက်တဲ့ feeling ရှိနေတော့ခံစားချက်ရှိနေတော့ဆိုအနေထားတွေ့ရရယ်နော်အဲ့တော့ကျွန်မထက်ကြည့်မယ်အဲ့တော့ collective တွေတစ်ဖက်သူကဘာတွေပြောချင်လဲသိချင်ပါတယ် I hope that you I can forget one day ပေါ့နော်အဲ့တော့ဒီနေသားတစ်ခုမှာဆိုရင်ပေါ့နော်အဲ main ဘက်ကလည်းငါ့ကိုတနေ့ပေါ့အဲငါ့ကိုခွတ်လွတ်မလို့ငါမျှော်လင့်နေတဲ့သူဘက်ကတော့လေငါ့ကို main ဘက်ကမျှော်အဲဘောနော်ဒီအချိန်မှာဒီကိစ္စတစ်ခုနဲ့ပေါ့နော်ဂျားလဲမှာသူမှားလားဖြစ်ကိုမှားလားဖြစ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းငါ့ကိုခွတ်လွတ်မလို့မျှော်လင့်နေဆိုတဖက်သူကတော့ပြောထားတယ်ပေါ့နော်အစ်မတမလေးကဆွဲလိုက်မယ်အစ်မလေးကဆွဲလိုက်မယ်နော် ူပါလေးပြောချင်တယ်ပေါ့နော်သူ့ရဲ့စကားလေးကြည့်မယ်အဲ I started understand our connection တဲ့အဲ့တော့ဒီမှာဆိုရင် तू အဲ तू ပေါ့နော်အဲတဖြည်းဖြည်းနဲ့ကိုတူနဲ့ကိုနာကြ connection တခု तू နားလဲလာတယ်ဆိုတာကကြည့်ရတာလေညောသားကြမှာပေါ့နော်ဟိုအစဉ်ပြေမှုလေးရနောက်ပိုင်းကျမှာဒီဟာရကိုမဟုတ်ဘူးဆိုတဲ့အနေထားနဲ့သူ့ဘက်ကလည်းတိဝါမျိုးလည်းဖြစ်ကောင်းဖြစ်နေမှာပေါ့နော် collective လေးနဲ့ပတ်သက်ပြီးတော့မှ connection တစ်ခုမှာ သူနဲ့ကိုနေရှင်ဆိုအဝကောနေရှင်ဆိုတဲ့အနေထားသူနဲ့ကိုနဲ့ချစ်ခင်မြန်လို့တဲ့အနေထားပေါ့နော်အဲတရက်တယောက်မှာဘယ်လိုမျိုးလဲအလေးထားမှုတွေရှိရယ် respect ထားမှုတွေရှိရယ်အဲအပြန်လဲခံစားချက်တွေရှိရယ်ပေါ့နော်သူကလည်းကိုယ်ချစ်ကိုယ်ကလည်းသူကိုယ်ကိုချစ်တယ်ဆိုအနေထားသူတဖြည်းဖြည်းနဲ့ခံစားသိရှိပြီးတော့နားလဲလာတာမျိုးဆိုတော့ဒီလိုဒီအစားအိမ်မှာသူမြင်ရတဲ့ကိုနေရှင်တခုကနောက်ပိုင်းမဟုတ်ဘူးဆိုတာမျိုးအထင်မြင်လွဲသွားတယ်ဆိုတော့အနေထားသူတိလာတဲ့အနေထားလည်းဖြစ်တာပေါ့နော်ဒီမှာမြင်ရတာလေ we both know i'm no one for you ဒါပေမဲ့သူတခါတလေစဉ်းစားမိတာမင်းငါတက်မဟုတ်ဘူးမင်းကငါတက်မဟုတ်ဘူးလို့ငါခံစားမိရပေါ့နော်အဲပြောမဆိုသူစိတ်ထဲမှာအဲဟိုကသူဒီက pass မှာတွေးတဲ့သူ့သူ့တွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အရင်ကသူတွေးတာတော့ဒီလိုမျိုးတွေးတဲ့နောက်ပိုင်းမှာတော့ तू ကအာပြောမဆိုတစ်ဖက်သူက collective လေးတွေကိုပထမကတော့ဟိုပြောမဆို collective လေးက तू တယောက်တည်းပဲရှိရဲ့အနေအထားမျိုးပေါ့နော်အဲဒီမှာ the we both know i'm no one for you ဆိုတော့တည်ရတာကတော့ ငါတို့သိရယ်ဗောနော်အဲတရားတောက်ချာမှာဆိုရင် तू ကကိုတက်မို့ကိုကသူ့တက်မို့ဆိုအနေထားမျိုးအဲအပြန်လဲအဲ့လိုမျိုးသိနေတာမျိုးဆိုတဲ့အနေထားမျိုးကို तू က pass မှာထင်ပြီးခဲ့တဲ့အနေထားမျိုးဒါပေမဲ့ तू သူပြင်းတဲ့ဒီ connection တစ်ခုကိုကိုနဲ့ပတ်သက်ပြီးတော့မှနားလဲလာတယ်ဗောနော်နားလဲလာတဲ့အနေထားမျိုးဗောနော် I want to free I want to free that way again ဆိုတာလေအဲ့တော့ဟိုကိုနဲ့အရင်လိုမျိုးဗောနော်အဲအချိန်လေးကာလလေး free feeling လေးလိုချင်တယ်ဗော ဖြစ်ချင်းမတားတဲ့ကပြန်လည်ပြီးလိုချင်တယ်ပြန်လည်ပြီးဖြတ်တန်းချင်တယ်ဆိုတဲ့အနေထားတစ်ဖက်သူပါလေဒီလို feeling နဲ့ချင်းချင်းမတားတဲ့ကနဲ့အပြန်လှန်နှွေးထွေးမှုလေးနဲ့အပြန်လှန်သွားပြီးသွားချင်တယ်ဆိုတဲ့အနေထားတွေ့ရတယ်နော်အဲ့တော့ I want to tell what how you feel ပေါ့နော်အဲ့တော့ကိုနဲ့သူနဲ့ကြားမှာအဆက်သက်ပြတဲ့ချိန်မတွေ့ရတဲ့ချိန်တွေအဆင်ပြေတဲ့ချိန်တွေမှာကိုကအဲသူပြောချင်တယ်ပေါ့နော် collective လေးအရင်သူခက်ခဲခဲ့တယ်သူ့ဘဝမှာဖြတ်တန်းရတဲ့ဘဝမှာသူနည်းနည်းပင်ပန်းတယ် ခက်ခဲရယ်ဆိုတဲ့အနေထားကို तू ပြောချင်တယ်တဲ့အဲ့တော့တေချာကတော့ तू ကတော့လက်ရှိအနေထားတော့ तू ကိုရှိတော့မလာနိုင်လေဦးဒါပေမဲ့ကိုနဲ့ပတ်သက်ပြီးတော့ခံစားခံစားရတဲ့အနေထား तू အရင်ပေါ့နော် pass မှာရှိခဲ့တယ်ကိုနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ချင်တယ်အရင်လိုမျိုး feeling လေးတွေပေါ့ချစ်ချင်းမြတ်တာ feeling လေးပြန်ရချင်တယ်ပေါ့နော်အဲတွေ့ရတယ်ဆိုတော့ကျမကထက်ကြည့်ပေးမယ်ပေါ့နော်ဟုတ်ဆောင်เนี่ยဒီမှာတက်ပြီးတော့ဟုတ် တော့ဒီစကားနောက်ထပ်ပြီးကျမကိုဟွာလေးပေါ့နော်ထပ်ကြည့်ပေးမယ်နော်အော်ဒါလေးနဲ့ကြည့်ပေးမယ်အဲ့တော့ကောလက်တက်လေးရတဖက်သူဘာလေးပြောချင်လဲတကျင်ပါတယ်ကောလက်တက်လေးရပေါ့နော်အကောလက်တက်လေးရတဖက်သူကဘာလေးပြောချင်လဲတကျင်ပါတယ် I don't want to wait any longer please be mine เนี่ยအဲ့တော့ပြောမှာဆိုလို့ရှိရင်ပေါ့เนาะအဲဟိုပေါ့ ကိုယ်လည်းသူကအရင်အချိန်ကာလတစ်ခုကသူစောင့်အောင်မို့သူဒီပြောမှဆိုသူစူးစမ်းတဲ့အနေထားတွေရောက်လို့ရှင်ပေါ့နော်အဲ့တော့ဟိုပေါ့သူ့ကိုနားလဲပေးဖို့လိုတယ်ပေါ့နော်ဟိုသူအချိန်ကာလတော့အရင်ကြီးတော့သူဟိုပေါ့ ပြောမဆိုရင်အချိန်ကာလကိုနဲ့ပတ်သက်ပြီးတော့မှအချိန်ကာလအရင်တော့မဆောင်ဘူး။ तू အတွက် तू ဘက်ကလုံးဆရာရှိရတယ် तू အဲစိုးစားစိုးစားရတာကိစ္စအောင်မြင်ဖို့ဘောနော်ပြောမဆို तू ငွေရှာရကိစ္စလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။တင်းတဲ့နီးစပ်ဖို့လည်းဖြစ်ကောင်းစူးစားတာဖြစ်ကောင်းဖြစ်နေဒီနေသားနေပြီးတော့မှစူးစားပြီးရင်တင့်စီကိုဆက်ချင်းတူလာမယ်ဆိုအနေသားတိတ်မကြအောင်ပေါ့အဲတိတ်မကြတိတ်စီလာမယ်ဆိုအနေသားမျိုးသူကပြောထားတာအချိန်ကလာတိတ်မကြအောင်တင့်တင့်ဟိုလည်းသူအကြကြီးတော့သူစောက်အောင်မဟုတ်ဘူးသူတင့်ရှီကပေါ့နော်အဲတိတ်ကြတဲ့အဖြစ်သူလိုချင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နေချက်တစ်ဖက်လိုနေသားလေး အဲ့တော့တစ်ဖက်သူဘာလို့ပြောချင်လဲကြည်အောင်မယ်ဆိုတော့အဲ့တော့တော့ကလတဲ့နေတဲ့တစ်ဖက်သူဘာလို့ပြောချင်လဲသိချင်ပါတယ်ကလတဲ့လေတစ်ဖက်သူကဘာလို့ပြောချင်နေလဲပေါ့နော် you love it my warm သူအမေကငါ့ဘဝရဲ့အလင်းသန်းလေးပဲတဲ့အဲ့တော့မေငါ့ဘဝရဲ့အလင်းသန်းလေးပေါ့နော် တော့တစ်ဖက်သူ quality လေးဘာပြောချင်လဲသိချင်ပါတယ် our power always we အဲပြောမဆိုရင်အဲ renew we unite ဆိုတော့လေပြန်လဲပြီးတော့မှကိုတို့ဘောနော်ငါတို့အရင်လိုအများအားအဆက်တံပြက်ပေါ့ပြန်လဲပြီးတော့မှစုံသွေးဖို့ရှိရယ်ပေါ့နော်ဒီမှာမြင်ရတော့အဲပြန်လဲပြီးတော့ပြန်လဲပြီးတော့ပေါ့နော်ကိုယ့်ရဲ့သူနဲ့ကိုယ်နဲ့ချာမှာရှိရယ်ကော်လက်တစ်လေးနဲ့တစ်ဖက်သူပေါ့နော်တစ်ဖက်သူကတင်းပြောတာကအဲပြန်လဲပြီးတော့မှ ရီယူနီယံပြန်ဖြစ်ဖို့ပေါ့နော်ပြန်ပြီးတော့ဆုံသိမ့်မယ်ပြန်တွေ့ကြမယ်ပေါ့နော်ဟိုပြန်လည်ပြီးတော့မှတင်းနဲ့ပေါ့နော်အဆက်တွေမပြတ်တွေ့ကြမယ်ဆိုအနေထားမျိုးလေးပေါ့နော်လက်ရှိအနေထားတော့အဆက်တွေပြတ်လာမျိုးလေးဖြစ်ကောင်းဖြစ်နေမယ်ဒါပေမဲ့သူကကိုနဲ့ပြတ်သက်ပြီးတော့ပြန်ဆက်သက်လာဖို့တော့ရှိရပေါ့နော်လက်ရှိအနေထားဆိုရင်မလဲအချိန်ကာလတစ်ခုကြာတော့ကိုစောင့်ရလိမ့်မယ်ပေါ့ဒီအနေထားနဲ့ပြန်လည်ပြီးတော့မှအရင်လိုမျိုးအဆက်တွေလေးနဲ့ပြန်သွားမယ်ဆိုအနေထားမျိုးတစ်ဖက်သူကအဲတင်းနဲ့ပြတ်သက်ပြီးတော့မှဆက်သွယ်လာနိုင်မယ်ဆိုအနေထားမျိုးတွေ့ရတယ်နော်အဲ့တော့ now i'm not now it's not the time เนี่ยเออဒီလက်ရှိအချိန်တော့မဟုတ်ဘူးပေါ့เนาะအဲ့တော့ပြောမှဆိုရင်ခုနပြောတဲ့အချိန်မှာဆိုရင်သူနဲ့ကိုနဲ့ကြာသူတချို့အရာလေးတွေသူစူးစမ်းနေရမှာဖြစ်ကောင်းလေးဖြစ်နေမယ်လက်ရှိအချိန်တော့မဟုတ်သေးဘူးကိုနဲ့ပြန်လဲဆက်သွယ်ဖို့အချိန်နေရတော့အဲသူနည်းနည်းလေးအချိန်ကာလယူပြီးတော့မှကိုရှိပြန်ပြီးတော့မှလာပြီးတော့မှဆက်သွယ်ဖို့ပြောဆိုဖို့တွေရှိရဆိုအနေထားတွေ့ရတယ်အဲ့တော့သူဘာတွေပြောချင်လဲထပ်ကြည့်မယ် we are always meant to meet that is written in the stars ဆိုတော့ဒီမှာမြင်ရတာလေအမ် သူ့ရောကိုရောဒီမှာမြင်ရတာလေသူ့ရောကိုခေါကဆက်တက်ဖို့တွေရောအဲသူ့ဘက်ကလည်းစူးစမ်းသလိုကိုဘက်ကလည်းဒီမှာမြင်ရတာလေအညာတော့ချက်မှာတော့တချို့လေးရအဆက်အသွယ်လေးတွေကတော့ဒီမှာတချို့အဆက်တက်ပြတ်ပြီးမှတချို့အဆက်အသွယ်လေးတွေကတော့ပြန်ဆုံသွေးဖို့အတွက်ပေါ့နော်အဲစူးစမ်းနေတဲ့အနေအထားလေးတော့ရှိရယ်နော်ပြန်လည်းစုံသွေးဖို့စူးစမ်းနေဆိုအနေအထားလေးဒီမှာကတော့မြင်နေရတယ်အော်သူ့စိတ်ကူးထဲမှာလဲပေါ့နော်အဲ ျော်လင့်ထားတယ်ကိုနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်မျော်လင့်ထားတယ် the star it the star ပေါ့ဆိုတော့ဒီမှာမြင်ရတာကတော့ပြန်လည်ဆုံသွေးဖို့လည်းမျော်လင့်ထားတယ်အဲတစ်ဖက်ကလည်းကိုလက်တလီရဆက်သွယ်ခြင်းတစ်ဖက်သူကလည်းပြန်လည်ဆက်သွယ်ဖို့ရောဆုံးနောက်လိတ်တာပေါ့နော်အနည်းနဲ့မြန်ဆက်သွယ်ဖို့ရောတွေးရတယ်နော်ဒီမှာမြင်ရတာလေဆုံးသွေးဖို့တစ်ဖက်သူနဲ့တစ်ဖက်ကြားမှာဒီမှာဟိုက I started to understand our connection ဆိုတော့ဒီမှာမြင်ရတာက ကိုရီးယား connection ပေါ့နော်သူနဲ့ connection connection တခုကိုသူနားလဲဝါးသူလဲနားလဲကိုလဲနားလဲအနေထားမှာဆိုပြန်လည်ပြီးတော့အဆက်အသွယ်လုပ်မှုတွေတစ်ဖက်ကလည်းစ조사ဆိုတော့ကိုယ့်ဘက်ကလည်းပြန်လည်တွေးဖို့တချို့လေစ조사ရဲဆိုအနေထားလေးဒီမှာတွေးရတယ်နော်အဲ့တော့ဒီမှာ I'm not available ဆိုပေမဲ့လည်းနောက်ပိုင်းမှာဆက်သွယ်မှုလေးရရှိပြီးတော့မှအဲနေ့တိုင်းဒီမှာဟိုပေါ့ဟိုဘယ်လိုမျိုးလဲ ူနဲ့ကိုယ်နဲ့ physically မတွေ့ရင်တော့မှသူနဲ့ကိုယ်နဲ့ view ကိုခေါ်တာမျိုးလေးတွေဖုန်းပြောဖြစ်တာမျိုးလေးတွေ social media မှာစကားပြောဖြစ်တာမျိုးလေးပြန်ပြီးတော့မှဆက်သွယ်ရပြီးပြောဖြစ်တာမျိုးလေးတွေဖြစ်လာတယ်ဆိုအနေထားဒီမှာတော့တချို့လေဒီမှာတော့ဆက်သွယ်လေးပြန်ရတာမျိုးလေးတွေ့ရတယ်အဲ့တော့ပြန်ဆက်သွယ်ဖို့တွေပေါ့နော်ဆက်သွယ်ဆက်သွယ်သေးဘူးဆိုလို့ရှင်တချို့ quality လေးတွေမှာမဆက်သွယ်သေးဘူးဆိုတော့မကြခင်မှာဆက်သွယ်မှုလေးနဲ့တင်တို့အများအတွေ့မဲ့အတွေ့ရတော့မှဆိုအနေထားမျိုးလေးတော့မျောလင်းချက်ရောင်ကြီးလေးတွေ့ရတယ်နော်အဲ့တော့တစ်ဖက်သူကိုယ်ဘာတွေပြောချင်နေလဲပေါ့ mind be left တဲ့ငါအချစ်ကလေးပေါ့နော်အဲ့တော့သူ့အချစ်လေးတို့ခေါ်နေပြီအချစ်လေးရေတဲ့အချစ်လေးရေ mind be left တဲ့ငါရဲ့အချစ်ရဆုံးသောပေါ့နော်ငါရဲ့အချစ်ရဆုံးသူလေးပေါ့အဲ့တော့တစ်ဖက်သူကိုယ်ပါလေးပြောချင်တယ်အိုင်မစ်ယူရေအိုးမင်းငါရန်လွမ်းတာပဲတဲ့ တော့သေချာကတပတ်သူကတင့်ကိုတော်တော်လွမ်းနေရမျိုးပေါ့နော်အဲ့ I miss you နဲ့မာတင့်ကိုလွမ်းနေရဆိုတော့ဒီမှာသေချာကတော့ညသွားချက်မှာနားလည်မှုတွေနဲ့ဒီမှာဆိုဒီ situation တစ်ခုအနေထားတစ်ခုတွေ့ရမှာဆိုရင်ညသွားချက်မှာနားလည်မှုတွေတဘောရာကွဲလဲမှုအထင်လွဲမှုတွေနဲ့ဒီ connection တစ်ခုကပြတ်တောက်သွားတဲ့အနေထားမျိုးတွေ့ရတယ်။အဲ့တော့ဒီနေထားမှာဆိုကိုလည်းမောက်သူလည်းမောက်ဘူးနားလည်မှုလွဲသွားတာသူ့ဘက်ကနားလည်မှုလွဲသွားတာကိုယ့်ဘက်ကလည်းအမှားမလုပ်ခဲ့ဘူး။ အဲဒီနေသားမှာဆက်တယ်မှုခုပြက်သွားပြီးရယ်ပြက်သွားပြီးတော့မှတစ်ဖက်သူကကိုယ်ကိုပြန်ပြီးတော့မှဆက်တယ်ဖို့လေသူစူးစမ်းဖို့လုပ်နေတဲ့အနေအထားမျိုးပေါ့နော်ပြန်လာဆက်တယ်မယ်ကိုဘက်ကို connection နဲ့တဖြည်းနဲ့ဟိုဘယ်လိုမျိုးလဲတဖြည်းနဲ့တစ်ဖက်သူကကိုနဲ့ဝေးရတဲ့အနေအထားမှာဆိုရင်ကိုနဲ့ပတ်သက်တဲ့ connection တခုသူတဖြည်းနဲ့နားလဲလာတာမျိုးပေါ့နော်အော်ဒါသူဟိုပေါ့နော်ကိုပေါ်ဒီအနေအထားမျိုးကကိုမရှိခဲ့ဘူးဒါကိုအထင်လွဲခဲ့တယ်ဆိုပြီးနားလဲပြီးတော့မှ connection တခုပြန်လဲပြီးတော့မှဆက်ချင်တယ်ပေါ့နော်ပြန်ဆက်ချင်တယ်အဲသူဘေးကိုဘေးနားထွက်သွားပြီးရပြန်ထွက်သွားပြီးရ ထထခဲ့ရပြီမှလည်းသူဝမ်းနဲ့နေတယ်ခက်ခဲနေတယ်သူအရင်ခံစားနေရတယ်အရင်လို feeling မသူလိုချင်နေပေါ့နော်အဲသူ့ဘက်ကလည်းဒီအချိန်ကလာတစ်ခုတိတ်မကြအောင်သူစူးစမ်းမယ်ဆိုအနေထားမျိုးပေါ့နော်အဲဟိုကိုဘွားရဲ့မင်းကကိုဘွားရဲ့အလင်းအောင်လေးပေါ့အဲကိုကပြောမယ်ဆိုရင် तू ကလက်ရှိနေထားမှာဆိုရင် तू စူးစမ်းမှုတွေတစ်ခုလုပ်နေတယ်တွေးဆောင်အောင်မှုပေါ့နော်တွေးဆောင်မှုတွေစူးစမ်းနေရဆိုတဲ့အနေထားဒါပေမဲ့လက်ရှိတချို့လေးကတော့မဆက်သက်နိုင်သေးဘူးတချို့ကတော့အဆက်သက်လေးရပြီးတော့မှ အတွေ့ဖို့တွေပေါ့နော်အပြင်မှာတွေ့ဖို့တော့လကောင်းဒါမှမဟုတ်လည်းအပြင်မှာတွေ့လို့မရရင်သူနဲ့ကိုနဲ့ကြားမှာ social media ကနေပြီးတော့တွေ့ဖို့တွေစူးစမ်းနေတာမျိုးလေးစကားလေးပြောဖြစ်တာမျိုးလေးတော့တွေ့ရတယ်အဲ့တော့တေချာကတစ်ဖက်သူကတင့်ကိုပြောချင်တဲ့စကားလေးရတော့ဒီမှာဒီလောက်ပါပဲအဲ့တော့ကျွန်မတကယ်တော့ဒီလောက်ပါဆိုတော့ကျွန်မဆက်ကြည့်လိုက်ပါအောင်မနော်ဒီလောက်ပါပဲဆိုရင်ဆက်ကြည့်လိုက်ပါအောင်မဲအဲ quality လေးလည်းထပ်ပြီးတော့သိချင်ပါပေါ့နော်တစ်ဖက်သူကိုဘာပြောချင်လဲပေါ့နည်းလေးဗီဒီယိုလေးအရင်တိုးနေမှာဆိုတော့ကျွန်မဆက်ကြည့်မယ်နော်ဘာပြောချင်သေးလဲလို့ โอ้ I'm your forever and ever လဲငါမင်းတွေ့ပေါ့နော် Tara Tara ပေါ့နော် Talking ရရန်ကောင်းနေတစ်ဖက်သူကတော့တစ်ဖက်သူကကို Talking နဲ့ပြန်ချုပ်နေပြီပေါ့နော်ဒီမှာအဲ I'm your forever and ever မင်းတော့ငါ Tara ပဲတဲ့အဲ့တော့တေချာတော့သူကတော့ကို့ကိုတော့ final final မှာတော့ကို့တော့ဒီမှာစကလုံးလေးနဲ့ချုပ်လိုက်ပြီငါကမင်းတွေ့ Tara ။အဲသာရအမြဲတမ်းမိဖေးနာမှာအမြဲရှိနေမယ်။မင်းတွက်ကအမြဲစူးစမ်းနေမယ်။မင်းနာကိုရောက်အောင်လဲသူလာမယ်ဆိုတဲ့အနေထားမျိုးကတော့ဒီမှာအဲပြောဆိုလိုရင်းကတော့အများကြီးပါသွားတာပေါ့နော်။မင်းတွက်ကသာရပဲဆိုကြတဲ့ကကိုနောက်သူရောက်အောင်စူးစမ်းမယ်။ပို့ဖေးနာမှာအမြဲရှိအောင်စူးစမ်းမယ်။ကိုရှိလာမယ်ပေါ့။အဲအဲ့လိုအနေထားမျိုးတော့ခံစားမိတယ်ပေါ့နော်။ collective တွေ။အဲ့တော့ collective လို့တစ်ဖက်သူပါပြောချင်တယ်ဆိုတဲ့အရာလေးကတော့ဒီလောက်ပါပဲနော်။အဲ့တော့အားလုံးနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်။အားလုံးပဲ YouTube တင်မာရဲ့ channel လို့လည်း subscribe လုပ်ပေးပါအောင်နော်။